မန်စီးတီးရဲ့ဟိုလက်ရှိအသေးအနေဒါဆိုတာကျွန်တော်ဂွာဒီယိုလာဘောမှာပို့ပြီးတော့ယုံကြည်ပေးလိုက်ခြင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအမြဲတမ်းအဲ့ဂွာဒီယိုလာရဲ့ကလဲစားချင်တဲ့စိတ်ဓာတ်ကိုဟိုသဘောကျတဲ့အထက်မှာပါတော့နော်သူအဲ့လိုဟိုမှတ်မှတ်ထားတဲ့ပုံစံလိုမျိုးသူ့ပုံစံအဲ့တော့မနစ်တော့ကအန်ဖီကွန်းနဲ့ပါဂွာဒီယိုလာအခုလီဗာပူးဖြစ်တယ်လို့ဖြစ်တာလေပွဲတွေတော်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 ရှုံးနေတဲ့အချိန်မှာသူအန်ဖီကွန်းနဲ့မှာမင်းတို့မနေ့ကျရင်အထောက်ခံရတော့မယ်ဘာညာဆိုပြီးပြောနော်သူကလက်ချောက်ချောင်းပြန်ပြီးတော့ထောင်ပြသွားတယ်ဆိုတော့ အဲဒီနှစ်လဲမန်စီးတီးကအဲ့လိုမျိုးသင်းနေအာနီစလိုစိုးမယ်ဆိုတဲ့ပုံစံမျိုးတွေတို့ဟိုကျွန်တော်တို့ဟို X မှာတွေ့ရတယ်ပေါ့နော် ားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ကျွန်တော်တို့ Sports Corner ကနေပြီးတော့ Premier League ပွဲကြိုသုံးသက်ချက်တွေတည်ဆက်ပေးနေတာဖြစ်ပါတယ်တနင်္ဂနွေနေ့ညမှာတကယ်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Man City အသင်းနဲ့ Liverpool အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်အဲဒီပွဲကိုကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ကောင်ညီလေးထပ်ဆုံးနဲ့ကျွန်တော်တို့ကအတူတူကတည်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါဗျပွဲကြီးပွဲကောင်းပဲဒါ Title Race မှာဂျာတင်ဆိုင်ငယ်အားဆိုရင်အရန်ရှည်ပင်းစားနေတဲ့၃သင်းနဲ့၂သင်းပေါ့နော် ထိတ်တန့်တွေးဆမှုဆိုတော့လက်ရှိအနေအထားမှာလည်းနှစ်သင်းသောဖော်ကောင်တကယ်လှတဲ့ Champion League မှာလည်းနိုင်ဝဲကိုစီရီနဲ့အာ Man City ဆိုရင် Dortmund ကို4-1နဲ့နိုင်တယ်ဟိုကတော့ပြောမနေတော့ Liverpool ကတော့ Real တို့အသင်းကိုအိမ်ကွန်း Anfield မှာလုံးဝ1-0နဲ့နိုင်ထားဆိုတော့လက်ရှိအခုလို Ancient ကပဲစားလိုက်ကြအောင် Man City ကိုညီလေးမြင်တယ်လက်ရှိပြောပြပေါ့ Man City ကလက်ရှိသူတို့အနေထားနဲ့ကတော့ယာဒီအစတော့ကနည်းနည်းလေး short တွက်ခဲ့တဲ့အနေထားကိုကျွန်တော်တို့ကမောင်းပြန်တင်ရပဲအနေထားပြန်ဖြစ်သွားတာပေါ့တကယ်တမ်းတော့ကျွန်တော်တို့က အာဆင်နယ်အရင်ကောင်းပြီးအမှတ်ပြတ်နေလို့ဒါစီးတီးကိုတိတ်ပြီးတော့အာယုံမရှိကြတာပေါ့အာယုံမထားမမီလောက်တော့ဘူးဆိုတဲ့အနေအထားမတွေ့ရစီးတီးကသူ့ရီသမ်နဲ့သူကတော့လေသူကဟုတ်နေရပဲဒါရာသီအစတော့ကခြေချော်ခဲ့လို့ဒါသူဟုတ်ဒီဟာကိုပြန်လိုက်ဖို့တော့ခက်ခဲနေတာဟိုမန်ချက်စတာဒါဘီဥမာတိတိကျကျပြောရရင်ဒေါ်နာရောမရောက်ပြီးလေဆိုတော့သူတို့အက်စတန်ဗီလာနဲ့ပွဲတပွဲပဲရှုံးတော့ကျွန်တော်တွေကအနိုင်နေကြီးပဲတကယ်ပါအနိုင်နေကြီးပဲဆိုတော့တကယ်သူတို့ရဲ့ form အကောင်းဆုံး form ကိုပြန်ရနိုင်ပြီလို့တော့ကျွန်တော်ကမြင်တယ်အဲ့တော့ Man City အနေနဲ့က ဂွာဒီယိုလာအနေနဲ့သူ့ရဲ့လူစင်းရင်းကို तू ကသူ့လူစင်းကြောင်း तू ကောင်းကောင်းသိတယ်ဗျာကျွန်တော်မြင်တဲ့အမြင်ကသူ့လူစင်းကြောင်း तू ကောင်းကောင်းသိတယ် तू ဘာလုပ်ရမလဲဆိုတာ तू သိတယ်အဲ့တော့ villa နဲ့ပွဲမှာဆိုသူ့အနေနဲ့ DMF မပါဘဲနဲ့ तू လာရတဲ့အချိန်မှာဒါသူ့ရဲ့ overthinking လည်းဖြစ်ဖြစ်ပဲကောင်းမထင်လို့လောက်တာမျိုးလည်းဖြစ်ချင်ဖြစ်မှာပါဒါပေမဲ့အခုနောက်ပိုင်းမှာဆို तू Nico Gonzalez ကိုနေရာပေးလာတယ် तू ကလည်းတဖြည်းဖြည်းအဆင်ပြေလာတယ် तू နဲ့ Bernardo Silva နဲ့ပြီးရင်အရှိမ3ရောက်တန်းမှာ Foden Doku Chucky ဆိုတဲ့3ရောက်က Chucky ဆိုလဲဒါပုံပေါက်နဲ့ပွဲမှာဆိုတော်တော်လေး ခြေစွမ်းပြသွားတယ်ပြီးခဲ့တဲ့ချန်ပီယံလိပွဲစပ်မှာဆိုလေဒီနှစ်အောင်စလုံးတော့ဒိုကိုအထူးသဖြင့်အဲ့3ရောင်စလုံးပေါ့ကောင်းသလိုဟာလန်ကတော့တကယ်ပြင်းစရာကောင်းကိုဟိုအလူလိုမျိုးတွင်းပြနေတယ်ဆိုတော့ City ကတော့ကျွန်တော်မြင်တာတော့ပိုကောင်းလာဖို့ပဲရှိတယ်ဒီထက်ပိုပြီးညံ့သွားစရာတော့မရှိဘူးအဲတခုပြဿနာကတော့ဒေါနာရောမရောက်စမှာခန်ဆယ်ပိုင်းကတည်ငြိမ်တယ်လို့ရှိပေမဲ့နောက်ပိုင်းမှာတော့ဂိုးလေးတွေတော့တကူတကူတကူလေးတွေတော့ပြန်ပြန်ပြီးပေးနေရတဲ့ပုံစံပေါ့ဆန်စီနဲ့ပွဲကတော့သူဖမ်းတာမဟုတ်ဘူးပေါ့လေဒါပေမဲ့နောက်ပိုင်းတွေမှာအဲ့လိုခန်ဆက်ကတကူတကူတကူတော့ပြန်ပြန်ဟပေးနေရတယ်ဆိုတော့ ခံစစ်ပြဿနာလေးရှိတာလွယ်လို့ရှင်ကျန်တာကတော့အကောင့်ဘက်ကိုပဲဥတည်ပါတယ်ဟုတ်ကဲ့ပရီးမီးယားလိမှာ10ဝက်ကစားပြီး73ကိုပေါ့နော်ဟုတ်လက်ရှိဒီ current ဒီဘက်ရာသီမှာစပြီးတော့နိုင်ငံရဲ့ level စင်းတဲ့ဒီ club နဲ့မှာသွန်ကို28ကိုဟာလန်ရဲ့သွန်ကိုတွေကရက်တန့်လို့လည်းမရဘူးဘာမှလည်းလုံးလုံးမမြင်ရဘူးဒါတော့မှ November 1st week ပဲရှိသေးရယ်နော်အခုလိုဘောလုံးရာသီစတာထားလိုက်ပါတော့နှစ်လနှစ်လခွဲပေါ့အဲ့လောက်ပဲရှိသေးတဲ့အချိန်မှာတော့ဒီလောက်သွန်ကိုဖြစ်သွားပြီဆိုတော့ဟာလန်ကတကယ် goal machine ပဲလုံးဝအခုလိုညင်းလို့မရဘူးဟာလန်ကလက်ရှိ ဟိုတိုက်စစ်ထောင်နှင်းမှာနမနိုင်ရိုးထဲမှာတော့ဟာလန်ကတကယ်ကိုဒိတ်ဒိတ်ကျဲသူ့အရှင်နိုင်တာဟယ်ရီကိန်းတော့ပဲရှိမှာပေါ့နော်အဲဘာပေလို့ပါကြတော့နမနိုင်ရိုးမဟုတ်တော့ဘူးထားလိုက်ပါတော့အဲ့တော့လက်ရှိအနေထားမှာတော့အကိုလေးမန်စီးတီးကိုတော့တော်တော်အားရလာပြီပေါ့နော်ပထမနှစ်ပွဲတော့ရှောင်းတော့တော်တော်လေးကိုနည်းနည်းလေးဟိုမဖြစ်တော့တော့ဘူးဆိုပြီးတွေးလိုက်တယ်ဒါမဲ့လည်းဂွာရီယိုလာဂွာရီယိုလာပဲကျွန်တော်အကိုတို့ကဂွာရီယိုလာကိုဘယ်တော့မှလည်း ဟိုရှော့တလို့မရဘူးဟိုညီလေးဒီအပတိုင်းပြောလို့ပေါ့နှစ်ပတ်နှစ်ရာသီဇက်တိုက်သူချန်ပီယံဒါအမှတ်ပေးချန်ပီယံမရခဲ့ဘူးဆိုတော့မရှိဘူးဆိုတော့ဒီရာသီကိုတော်တော်များများမျောလင်ထားတယ်မျောလင်ထားသူလည်းရှိရလူစင်းနဲ့ဖြစ်အောင်လှုပ်လာနိုင်တယ်ဒါဂွာဒီယိုလာမဟုတ်တဲ့ဂွာဒီယိုလာကိုမြင်ရတာဘာကြောင့်လဲဆိုတော့ဂွာဒီယိုလာအမြဲတမ်း squad တဲ့အရန်သူများထက်တာခဲ့တယ်ပေါ့နော်ဒါကိုလည်းဘလုံးဝဲပြိသက်တွေတော်တော်များကအမြဲတမ်းထောက်ပြတယ်ဂွာဒီယိုလာသူများထက်တာတဲ့လူနဲ့ပဲကန်တက်တာဆိုတာမျိုးဒါပေမဲ့ဒီရာသီမှာဂွာဒီယိုလာအဲ့လိုမဟုတ်တော့ဘူး ရှိတဲ့လူနဲ့သူဖြစ်အောင်လုပ်နေရဒါမဲ့မင်းတို့မှာဟာလန်ရှိရပဲတော့ပြောမှာပေါ့နော်ဒါမဲ့ဒါကလည်းဒီတယောက်ပဲအဓိကရှိတာကျန်တဲ့လူတွေက live ဖြည့်ထားတာဆိုတော့ဒီရာသီမှာတော့ဒါ Premier League မှာပြိုင်ဆိုင်မှုပြင်းထန်ဖို့ Man City ပြန်လာဖို့တော့လိုတယ်မဟုတ်ရင်ပြင်းစရာကြီးဖြစ်နေမှာပေါ့နော်အဲ့တော့တစ်ဖက်က Liverpool နဲ့ပတ်သက်ပြီးညီလေးအမြင်တွေကလက်ရှိ current form နဲ့ Liverpool ရဲ့ဒါစိုးစုံကာလတွေကြော်လွန်ခဲ့ပြီလားဒါမှမဟုတ်ဘလို့လေးရှိမှထင်လား Liverpool ကတော့ဒါ Aston Villa နဲ့ပွဲမှာကြားမခံခဲ့လို့ရှိရင် Real Madrid နဲ့ပွဲမှာ Real Madrid နဲ့ပွဲ City နဲ့ပွဲအခက်မသိရင်ဆက်သွားနိုင်တယ်ဆိုပြီးတော့တွေးထားကြတာပေါ့ဒါပေမဲ့ Villa နဲ့ပွဲမှာတော့သူတို့ပြန်လာတယ်ပြန်လာပြီးတော့ Real Madrid နဲ့ပွဲမှာတော့ကျွန်တော်ကတော်တော်လေး impress ဖြစ်သွားတယ်သူတို့အထင်ကြီးသွားတယ်ပေါ့ Liverpool ကိုဘာလို့လဲဆိုတော့ဒါကျွန်တော်ကပုံကူကြီးအရာဆိုကျွန်တော် Arnislo ကိုသဘောကျတယ်ဒါပေမဲ့ Liverpool ပြိသက်တွေဆိုရင်တော့မှတချို့ကကြိုက်တယ်တချို့က Arnislo ဆိုသဘောမကျကြအောင်တကယ်မသူတို့အဲတချို့က club ရဲ့အချိန်နဲ့ဆက်ပြီးတော့လိမ့်နေတယ်လို့မြင်တဲ့လူတွေလည်းရှိတယ်ကျွန်တော်ကတော့အဲ့ဒါကို agree မဖြစ်ဘူးပေါ့နော်ဒါ तू မနစ်ကဖလားရတယ်ဆိုတာဒါသူ့ရဲ့အစွမ်းစားတွေအများကြီးပါတယ်ဥပမာ club ရဲ့အချိန်ဆိုရင်တော့ဒါ20%လောက်ပဲဒါတကယ်တကယ်ကင်တွေရတဲ့နီးပြရဲ့အစွမ်းစား80%လောက်ပါတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ slot ကဒီရာဒီမှာသူဟိုဘယ်လိုပြောမလဲကျွန်တော်တို့လုံတိုင်းမဖြစ်တဲ့ကာလပေါ့နော် Arsenal ကလုံတိုင်းဖြစ်တယ်ဆိုရင် तू ကလုံတိုင်းမဖြစ်တဲ့ကာလအဲ့တော့ဒါမျိုးကဘလုံးလောကမှာရှိတတ်တယ်ဗျတခါလေကြာလို့ရှိရင်မနစ်ကသူရောက်လာတော့ကလည်းအဲ့လိုပွဲဆက်ပွဲဆက်ပွဲဆက်တွေနိုင်သွားတာဒါပေမဲ့ဒီနှစ်ကတော့ ဒါပြန်အကျဖြစ်သွားတာပေါ့ပြန်အကျဖြစ်တယ်လူတစ်တွေရောက်လာတယ်ဒါပေမဲ့သူ့ကိုကျွန်တော်သဘောကျတာ तू က तू ဘာလုပ်နေလဲဆိုတာ तू သိတယ်ပြီးတော့အတင်းတော့အကောင်းဆုံးဖြစ်မဲ့အရာကို तू လုပ်တယ်ပြီးတော့ तू က ego မရှိဘူး ego မရှိဘူးသာငါဒီဟာကြီးမှအဆင်ပြေမှာဒါစရောက်လာကြရပါတဲ့မှာငါ philosophy ကိုတွတ်သွင်းမယ်ဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဟာမျိုးတက်ဆိုင်အတင်းတော့အကောင်းဆုံးဆိုတဲ့ဟာကို तू ပို့ပြီးတော့ကြည့်ပေးတယ်အဲ့တော့ကျွန်တော်ကတော့ तू तू ဘာလုပ်ရမလဲဆိုတာကို तू ကောင်းကောင်းသိရနီးပြတရားအနေနဲ့ ဒီလိုပွဲစဉ်တွေမှာအဲ့ဒါကြောင့်ပြန်လာနိုင်တာလို့ထင်တယ်ဒါပေမဲ့ရှေ့နှစ်ပွဲကတော့ MV ပေါ့နော်အဲ့တော့ MV ကတော့ငကိုရဲသူ့အချိန်ဝါနဲ့သူ့ atmosphere နဲ့ဆိုတော့ Villa နဲ့ Liverpool Villa နဲ့ Real Madrid ကိုတော့နိုင်ပွဲပြန်ရအောင်ယူတယ်ဒါပေမဲ့ Real Madrid ကိုကစားပြသွားတဲ့ပုံစံကကျွန်တော်ထင်တယ်အလွန်ဆိုရဲ Real Madrid ကိုအဲ့လိုအဲ့လိုမျိုးကစားပြနိုင်တဲ့အသင်းလက်ရှိဘောလုံးလောကမှာတော့တိတ်အများကြီးရှိမယ်လို့တော့မထင်ဘူးဒါ Real Madrid ကတော်တော်လေးလူစင်းက strong ဖြစ်တဲ့အသင်းတွေမှာပါတယ်ဒါပေမဲ့ Liverpool ဒီ Courtois ကမကယ်လို့ရှိရင် အနည်းဆုံး40လောက်ဖြစ်မဲ့ခြေစွမ်းမျိုးအဲ့ပွဲမှာတကယ်ပြသွားတာပေါ့အဲ့တော့ဒီပွဲစဉ်အတွက်တော့တို့အချိန်မီဒီလိုမျိုးရလက်ကိုပြန်ပြီးတော့ပြန်ဆယ်လာနိုင်တာတော့တို့အတင်တော့အားရစရာလုံးမရလေအခြားလိဒင်းတွေတော့ဆိုးရင်စရာပဲပရီးမီးယားလိရဲ့ထိုးထွက်လာမှုပေါ့နော်အခုရီယဲတို့ဘာတို့ကန်တော့တာလက်ပါဦးကတကယ်အသာစီပုစုပ်ပဆက်ပါဒါကြည့်ရဲ့သူတွေဆိုသိတယ်ပေါ့နော်ညီကိုလေအဲ့တော့ဟိုတော်တော်တာခဲ့တာပြောချင်တာပရီးမီးယားလိအတင်တွေထောင်ထွက်လာတော့ရီယဲတို့ဘာစီတို့ကအဲ့လောက်ကြီးမဟုတ်တော့လို့ဖြစ်လာအခုဆိုရင် ပရီးမီးယားလိအသင်းတွေကြောက်စရာဆိုတော့အခုမြန်မာဘိုင်ယန်မြူးနစ်နဲ့ PSG လောက်ပဲရှေ့ပူရောက်သွားရေပေါ့နော်ဒါဒါပေမဲ့လည်းဒါထားလိုက်ပါချန်ပီယံလိကတော့ပြောမရဘူးနော်ရီယဲလိုပါလည်းအချိန်အချိန်ဟောရှိသေးတာဆိုတော့အဲ့တော့လက်ရှိနောက်တစ်ခုပေါ့နော်အကိုကအမြင်မှာတော့ slot ကဥမာ clock ball ပေါ့နော် slot ball နဲ့ clock အဲ့တော့ yang clock era သူ့ရဲ့အချိန်လေးနဲ့အောင်မြင်ဘာဖြစ်လဲအောင်မြင်တယ်အောင်မြင်မှုအရေးကြီးတာပဲဟုတ်အကိုပြောချင်တာ slot လက်ထဲရောက်နေဒီ clock ဟာ အရှိန်ဘလို့ပဲအောင်မြင်မြင်နေကိုအတင်ဖလားရဖို့အရေးကြီးဆုံးပဲလေဘသူပဲဘယ်ဘလို့ပဲကံကံကိုပြောတာအဲ့အရှိန်ကြောင့်ပဲကံကံဒါပေမဲ့အဲ့ဒါကိုပရိသတ်တွေဖိအားပေးမှုအောက်မှာ slot ကသူ့ရဲ့ပုံစံ slot ဘောဆိုပြီးသူ့ရဲ့နင်းစနစ်ပြန်ပြန်ပြောင်းလာတာအကိုသိတဲ့ဘောမကြောက်ဘူးအဲဘောမကြောက်ဘူးဆိုတဲ့အပိုင်းကဒီတရာတီလောက်ကိုအလကားနေရင်200တီလောက်ကိုဖလားတွေဝေးกว่าပြီးသွားရနိုင်တယ်ပေါ့နော်ပြောချင်တာက စလော့အရှိန်လေးနဲ့သွား modify လို့ပုံစံဘာဖြစ်ပုံစံတူလဲဘာဖြစ်သူ့မှာလည်းအဲ့ idea တွေရှိပြီးသားဒါမဲ့တကယ်တော့မနစ်ကလည်းမတူပါဘူးတကယ်တော့ slot ကသွားတဲ့ပုံက clock ကအရန် dynamic ဖြစ်တယ် dynamic transition လေးနဲ့သွားတာအရန်မြန်တယ်လုံးဝခံစစ်စိတ်ဝင်စားတဲ့နီးပြအဲဒါကြောင့်မလို့လဲဖလားရတဲ့နေရာတွေမရတယ်အများကြီးပဲဒါဝေဘန်တာမဟုတ်ဘူးဟိုထိန်းရမယ့်နေရာတွေမှာမထိန်ဘူးပွဲကစားချိန်တွေမှာအဲ့တော့ tempo ကြာလာတဲ့မြန် January February match ဒီ champion league တွေဝင်တာလစ်ပုတ်ကစားအများကြာလာတယ် လေဘာဘူးကိုဖလားသုံးလုံးချန်ပြန်မမြင်ရတာအဲ့ဒါကြောင့်အရန်ကြ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 လာတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေရှိတယ် slot ကမဟုတ်ဘူးသူကချန်ပိုကို adjust လုပ်တဲ့နေရာမှာဆရာကြတယ်အခုမြင်တာ slot ရဲ့အားသာချက်အဲ့ဒါပဲဒီ tempo control ပေါ့နော် where the way ဘယ်ချိန်မှာတင်ဘယ်ချိန်မှာချမယ်ဆိုတဲ့ဟာလေးမှာ slot ရဲ့ ideology ကိုအခုအရန်သဘောကြတယ်သူလှုပ်သွားတာလေးကိုကြီးလိုက်အော်ဘလုံး where the way က လောက်ကြီးတင်ကန်တွေကိုမလိုပါလားဆိုတော့ဆလော့ကပြသွားပါပဲဘောနော်အဲ့တော့အဲ့လေးတော့အခုလိုသွားကြတယ်ဘာဖြစ်ကျွန်တော်အခုပြောချင်တာဘသူလက်အောင်မြင်မြင်အသိအောင်မြင်ကိုအရေးကြီးတယ်အဲ့တော့ဆလော့လက်ရှိအနေထားကလည်းဆလော့လိုနီးပြကိုဖိအားပေးရမျိုးဆိုအခုသိပ်မကြိုက်ဘောနော်ဒါတူရေချင်းရှိပါတယ်စောင့်ကြည့်ကြတာပေါ့အဲ့တော့ဒီပွဲမှာအဓိကဒီနှစ်သင်းရဲ့ထိတ်တိုက်တို့ဆိုတော့အကိုတို့ဘယ်လိုပြောမလဲဟိုမန်စီးတီးရဲ့အာသာချက်လက်ပါဝဲအာသာချက်ပါဘယ်အရာတွေကိုအကိုတို့ ေချာစောင့်ကြည့်တင်တယ်ထင်တယ်ရတာခံပြီးအာမန်စီးတီးအနေနဲ့ကတော့ဒါကျွန်တော်တို့အများကြီးတော့ပြောစရာမရှိပါဘူးဟာလန်ပေါ့ဟာလန်တို့အဖွဲ့နဲ့ဟာလန်ရေဒါပေမဲ့ကျွန်တော်ကဘယ်အောင်စောင့်ကြည့်ကြလဲဆိုတော့သူအခုအပြောင်းလဲလောက်လာတဲ့ပုံစံရာဂွာဒီယိုလာရိန်းဒါဆိုတိတ်ပြီးတော့နေရမပြီးတော့ပြန်မပြီးတော့ပြန်မင်းနဲ့အဲဒီခုနပြောသလိုအနောက်မှာဘန်ဒါဒိုဆေးဗန်နဲ့နီကိုကွန်ဆာလက်ပြန်ထိုင်ပြီးတော့ဖိုဒန်တိုကူချကီပေါ့အဲ့၃ယောက်ရဲ့တွဲလုံးကတော့တော်တော်လှတယ်၃ယောက်ကလည်း တောင်ပန်တိုက်စစ်ကစားသမားတွေသူတို့ကဟို versatile ဖြစ်တဲ့ဟာပေါ့နော်နှစ်မျိုး hybrid ပေါ့ဒိုကူကလွဲလို့ရှိရင် folder နဲ့ chat ကြည့်ဆိုကစားဘောက်ကနည်းနည်းလေးတူတယ်တောင်ပန်လည်းထွက်ဆော့သလိုနမတဲရုံလည်းဆော့နိုင်တယ်အဲ့အဲ့အဲ့နှစ်ယောက်ရဲ့ position switch လုပ်ပြီးဆော့တဲ့ဟာ誒အဲ့ဒိုကူရဲ့တိုးလုပ်ကဲ high line ကြီးအဲ့လိုအရှိန်မှာစောင်းစောင်းနေဟာရာ man city ရဲ့တကယ်ဟို strong point လို့ပြောလို့ရတယ်အားသာချက်ပေါ့နော်ဆိုတော့ liverpool ဘက်မှာတော့ အဲပြောရတာနည်းနည်းခက်တယ်လီဗာပူးရဲ့ဂိုးသမားနဲ့ခံစစ်ကတော့ဘာမှတိတ်ပြီးတော့အရသာခံပြီးကြည့်ကြရတော့ပေရာမှမရှိနေဘူးပေါ့အဲ့တော့တိုက်ဆက်ပိုင်အောင်ကြည့်ပြန်တော့လေတိုက်ဆက်ပိုင်မှာတော့ကျွန်တော်ချီကျူးကျန်တဲ့ကစားသမားကတော့ EKDK ပဲ EKDK ကတော့ဒါဟိုလည်းသိတဲ့အတိုင်း Isaac ရောက်လာတဲ့သူဘလို့ပဲဟိုဒါဒီမှဆိုတတင်းနေထွက်တယ်လေ Isaac ကိုဒါခေါ်မယ်ဆိုတာသူသိခဲ့လို့ရှိရင်သူလာပြစ်ချင်မှတော့လာပြစ်မှာဆိုရင် league မျိုးတွေထွက်လာတယ်ဒါပေမဲ့သူ professional ဆန်ဆန်ပဲသူ့လို့သူအကောင်းဆုံးလုပ်တယ်အခုဆို Isaac ကမပါတာအောင်ပိုကောင်းတယ်လို့မျိုး ပြန်ဖြစ်ပြီးတော့ AKDK ကပါတဲ့ပွဲစဉ်တိုင်းမှာသူရဲ့ဟို numbers တခုကိုတော့ပေးနေရတာဟာလန်တို့လောက် level တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့အခုမှရောက်လာတဲ့တိုက်စစ်မှုတစ်ယောက်အနေနဲ့သူ့ level တန်းမှာတော့သူလည်း goal မကြမကြအောင်တွင်းမိနေတဲ့ပုံစံလိုမျိုးအဲ့တော့ Florian Riz ဆိုလည်းမှတ်ပြောအနောက်ကတကယ် numbers ကတော့မလိုက်လာသေးဘူးဒါပေမဲ့ Real Madrid နဲ့ပွဲမှာဆိုသူကစားသွားတော့လေကောင်းတဲ့အထဲမှာပါတယ်အဲ့တော့တဖြည်းဖြည်းโอ้ตากะซาละมาติดเลยสออะคูตะพี้ๆเนี่ยยะลาจาอยู่มาแมนยูไนเต็ดมากองหารุโกรียะได้ซาฟีไซมอนโนสปามาสอ ဟိုဟိုဖြစ်တယ်ဆိုတော့သူ့အနေနဲ့ Champion League မှာတော့ရပြီးသွားပြီဒါပေမဲ့ Premier League မှာရဖို့တော့လိုသေးတယ်အဲ့တော့အဲ့ဒါလေးကျွန်တော်တို့စောင့်ကြည့်ခြင်းနဲ့နောက်တစ်ချက်က Haaland ပေါ့ Haaland လိုမျိုးဟိုခုနပြောသလို Goal ထမင်းစားရည်တော့တွင်းနေတယ်လို့က Liverpool နဲ့ Premier League မှာသူခုထိတကူပဲတွင်းမှုသေးတယ်ဒါသူ Goal တွင်းရနည်းနည်းခတ်တဲ့ပြိုင်ဘက်မျိုးထဲမှာပါတယ်အခုကအိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ Haaland ဘယ်တော့ဒီကျမ်းမြနိုင်မလဲပေါ့ကျွန်တော်အဲ့ဒါလေးစောင့်ကြည့်ခြင်းပါဟုတ်ကဲ့အဲ့တော့အကူကတော့ဆာလာကတော့အားမရသေးဘူးပေါ့နော်ဆာလာကတော့နည်းနည်းလေး အဲ့တော့စောင့်ကြည့်ရမှာပေါ့ပြောစင်တာအာနုထွက်သွားပြီးညီလေးကိုဒီဘက်ကပြောခဲ့ဆိုတည်ရမှာအာနုရဲ့ဟိုကုညီမှုမရတဲ့အချိန်မှာ creativity ကျတော့ဆာလာနည်းနည်းလေး isolated ဖြစ်သွားတယ်လို့ခံစားရတယ်အဲ့ဒါလေးနည်းနည်းသူတို့ပြင်တော့ပြင်မှာပါဒါပေမဲ့လုံးဝကြီးပြည့်ရလောက်နဲ့ဆာလာမဟုတ်တော့မဟုတ်သေးဘူးထင်တာပဲအဲ့တော့ဒီပွဲရဲ့နောက်ဆုံးရလက်ခံမှန်းချက်ညီလေးဘလို့ထင်တယ်နောက်ဆုံး၄ပွဲထိတိုက်တွေ့ဆုံးမှာလောလောဆယ် MCD ကနိုင်မထားဘူးပေါ့နော်အဲ့တော့နောက်ပြီးတော့ထူးဆန်းတာရှိတာနောက်ဆုံး၄ပွဲမှာ 2C 2C 1111လာမသိဘူးအဲ့တော့ ဂိုးဘူးနှစ်သင်းပေါင်းအတွင်းကလည်းနှစ်ဂိုးတော့မကြော်ထားဘူးဒီနှစ်သင်းဆိုအခုတို့ဘယ်လိုပဲဖြစ်ဖြစ်ဂိုးတွေတွေ့ရမှာဒီနှစ်ကောဘယ်လိုဖြစ်နိုင်လဲဂိုးတွေတွေ့ရနိုင်လားအဲ့လိုသွားမလားဘယ်လို project ညီလေးထင်လဲကျွန်တော်ကတော့တကယ်ဟိုခံမှန်းချက်အရာပေါ့လေခံမှန်းချက်အရာပြောရလို့ရှိရင်တော့ Man City ရဲ့ဟိုလက်ရှိအသေးအနေဒါဆိုတော့ကျွန်တော် Guardiola ဘောမှာပို့ပြီးတော့ယုံကြည်ပေးလိုက်ခြင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအမြဲတမ်းအဲ့ Guardiola ရဲ့ကလေးစားချင်တဲ့စိတ်သက်ကိုဟို သဘောကျတဲ့အထက်မှာပါတော့နော်သူအဲ့လိုဟိုမှတ်မှတ်ထားတဲ့ပုံစံလိုမျိုးသူပုံစံအဲ့တော့မနစ်တော့อ่ะ MV ကိုနဲ့ပါ Guardiola အခု Liverpool ဖြစ်တယ်လို့ဖြစ်တာလေပွဲတွေတော့ဆော့ဆော့ရှုံးနေတဲ့အချိန်မှာသူ MV ကိုနဲ့မှာမင်းတို့မနေ့ကျရင်အထုတ်ခံရတော့မယ်ဘာညာဆိုပြီးပြောနော်သူကလက်ချောက်ချောင်းပြန်ပြီးထောင်ပြပါတယ်ဆိုတော့အဲဒီနှစ်လေ Man City ကအဲ့လိုမျိုးသတင်းတွေအာနီစလောစိုးမယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ ဟိုကျွန်တော်တို့ဟို x မှာဆိုတွေ့ရတယ်ပေါ့နော်အဲအနေစလောကလက်ကတော့6ချောင်းတော့ပြန်ထောင်ရကြတယ်မရှိဘူးတစ်ချောင်းပဲရဒါပေမဲ့ Guardiola တော့မနေ့ကဆိုသူတော်တော်လေးတင်းပြီးတော့ဟုတ်တယ်ဟုတ်တယ်ဘာလို့ပြိတ္တတွေအဲ့လိုလက်6ချောင်းနေပါလဲဟိုထောင်ပြရတဲ့ပုံစံလိုမျိုးပေါ့အဲ့တော့ Guardiola ကအဲ့လိုမျိုးနေဆိုရင်တော့ तू ကမှတ်ထားတတ်တဲ့လူသားကိုယ်ထဲမှာပါတယ်ဆိုကျွန်တော်ကတော့ဒီဘွဲတော့ तू မကြည့်ဘဲနှွဲမှတယ်နေမနေ့က तू ဂိုးတော့မရအောင်လေဒီ2စီအိမ်ခွင်းလဲ2စီဝေခွင်းလဲ2စီဆိုတော့ 6000မရောက်ဆိုတော့ဒီပွဲစဉ်မှာတော့သူ့အတေကပိုကောင်းတဲ့အနေထားမှာလောလောဆယ်မှာရောက်နေတယ်လို့ကျွန်တော်မြင်တဲ့အတွက်ဒီပွဲကျွန်တော် Man City နိုင်မယ်အာဂိုးအဖြစ်လဲ Man City ဘက်ကအနည်းဆုံး2ဂိုးလောက်တော့ရမယ်ပေါ့ကျွန်တော်ကဒီပွဲ Liverpool ဂိုးရဖို့တော့နည်းနည်းလေးခက်မလားလို့မြင်တာပေါ့နော်2ဂိုးဂိုးမရှိလောက်နဲ့ Man City နိုင်သွားမယ်လို့ထင်ပါတယ်ဟုတ်อืมအကိုကတော့အဓိကဆိုဘောစလိုင်းပေါ့နော်ဆိုဘောစလိုင်းကလုံးဝတော်တော်ကြိုက်နေပြီအခုကလုံးဝတကယ်ကြီးကိုမိုက်တာဆိုတော့စလိုင်းအဲ့တော့ ဆိုဝါစလိုက်ကိုပြောချင်တဲ့အကြောင်းအရာဒီ goal reset ပြောရချင်းမှာလို့ဆိုဝါစလိုက်ကိုထည့်ပြောရဆိုဝါစလိုက်ရဲ့ဒီ set piece ပေးပို့မှုတွေဒီ area ထိတ်ကနေ number 10 row မှာကန်ချက်တွေသူ့ရဲ့မထင်ထားတဲ့ပေးပို့မှုတွေเนี่ยက goal ရသွားနိုင်ကြီးတွေ့ရတယ်ဗောနော် chance creation တွေကအာ wish နဲ့သူ့စီရပဲသွားတာဗော wish ကဟိုတော်တော်စ goal တာပေါ့အဆင်မပြေသေးတာဖန်တီးမှုတွေ test test စီပါတော့အရင်ရောနေမနေဗောနော် ပရီးမီးယားလိအခြေချအောင်သူပြီးခဲ့တဲ့ပုံမှာဆိုရင်ရီယယ်မက်ဒရီဒ်ရဲ့ပုံမှာပရက်ဇင့်နေမှာတော်တော်လိုက်လုလာတယ်မဆုံးကျိုးစားလာတယ်ပြောချင်တာမဆုံးအဲ့ဒါဆိုတိမှတ်ပြုလို့ရပြီအဲ့တော့ဒီဘက်မှာတော့လစ်ပါဘူးလည်းကိုးရမယ်ကိုကတော့ရိုးရိုးတာမန်လူတွေတာမန်တာမန်ပေါ့နော်အကိုတို့ဒီပရိသတ်တွေရဲ့အမြင်မဲ့အကိုလည်းတူတယ်နှစ်သင်းလုံးကိုးရမယ်အဲအနည်းဆုံး၃ခုလောက်ရောက်မယ်21လို့22လို့အဲ့လိုရလမျိုးတော့ထွက်မယ်လေပါဘူးမနိုင်တောင်မှ22လောက်လည်းဖြစ်နိုင်တယ်မစီးနိုင်မစတော့ဒဲသန်21လို့မျိုးရလနဲ့ ။ဒါ3 2လည်းဖြစ်ရင်ဖြစ်မှာပေါ့။အဲ့လိုမျိုးနဲ့နိုင်သွားမှာထင်တယ်။ကိုကတော့ဂိုးတွေမြင်ရမယ်လို့ဒီဘွဲကိုခံမှန်းချင်တယ်ပေါ့။ဒီဘွဲစက်တိုက်မပေါ်ထားလို့ဆိုတော့ဒီဘွဲမှာတော့ဂိုးတွေများမှာထင်တယ်။အဲ့တော့ကိုတို့ဒါကတော့အားရပါရတင်းကုန်နေမှာတူတူကြည့်ကြတာပေါ့။ဟုတ်ကဲ့ပါဒါကျွန်တော် The Sports Corner ရဲ့ပွဲချုပ်တော်တဲ့ချက်အစီအစဉ်ဖြစ်ပါတယ်။တင်းငွေညာ17နိုင်မှာကစားမယ်။ Man City တင်းနဲ့ Liverpool အသင်းတို့ရဲ့ဒါပွဲစဉ်ကိုကျွန်တော်တူတူကြည့်ပြီးတော့ရေခုံကြတာပေါ့။ဒါပြီးရင်ကျွန်တော်တို့ဒီတခြား preview တွေ review တွေ podcast တွေလည်းပြန်လာအောင်ပါမယ်။ကျွန်တော်တို့ရဲ့ဒါ YouTube channel လေးနဲ့ Facebook page လေးကို subscribe နဲ့ follow လုပ်ပြီးအားပေးလို့ရရဆိုတဲ့အကြောင်းလေးနဲ့တတိကောင်းပါလို့ပါတယ်။ဒါကြည့်ပေးခဲ့တဲ့ညီကောင်တော်မတအူးချင်းစီတိုင်းကိုကျွန်တော်တို့ The Sports Corner အဖွဲ့သားများအားလုံးရဲ့ကိုစားကျေးဇူးတင်ကြောင်းပြောကြားနေပါတယ်ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။